ကျွန်တော်ကိုဒိုက်2ဒေါ်လာမြန်မာငွေနဲ့ဆိုရဲတထောင်နီးပါးကိုပတ်စံထုတ်ယူချေအောင်မြေခဲ့တဲ့ရီဝါကီငွေထုတ်ပိုးဆိုရဲပေးပယ်ပိုင်းနဲ့စီသာပိုးတော်လိုမှာဖြစ်ပါတယ်။ကိုအပေးချမ်းပြီးတော့ဂိမ်းဆောစရာမလိုဘဲနဲ့မိခေါ်မေးဖြီလေးတွေလုံယုံနဲ့ကြွိုင်လေးတွေစူလိုရမှာဖြစ်ပါတယ်။ကျွန်တော်ကိုဒိုင်လည်းငွေထုတ်ထားတဲ့တစ်တီနဲ့တကောကိုလူတို့ကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်နဲ့အတူဒီဗီဒီယိုလေးကိုလိုက်အဆက်လေးလုပ်ပြီးတော့အဆုံးထိလိုက်ပါကြည့်စုသွားလိုက်ရအောင်ပေါ့နော်။ โอเคဒီမှာဆိုရပေါ့နော်ကျွန်တော်ပတ်စာထုတ်ယူထားတဲ့ပြည်စာလေးတွေကိုကိုလူတို့ကိုကျွန်တော်တစ်ချေပြမှာပေါ့နော်ကျွန်တော်အရင်ဘိုင်းနေနဲ့ပတ်စာထုတ်ထားတာလေးကိုကိုလူတို့ကိုကျွန်တော်တစ်ချေပြမှာဖြစ်ပါတယ်ဒီမှာဆိုရကျွန်တော်ဘိုင်းနေနဲ့1 USDT ကိုကျွန်တော်ထုတ်ယူထားခြင်းပဲဖြစ်ပါတယ်ဒီကောင်လေးထက်ကိုကျွန်တော်တစ်ချေဝယ်ပြမှာပေါ့နော်ကိုလူတို့ကိုကျွန်တော်တရားရခိုင်နှုတ်ပေးကြောက်ကိုတည်တည်နဲ့တကွာကျွန်တော်ပြခြင်းပဲဖြစ်ပါတယ်ဒီမှာဆိုရလည်းပဲကျွန်တော်တို့ okay ကျွန်တော်တို့ပေါ့နော် trade ဆိုပြီးတော့သူကရေးထားမှာဖြစ်ပါတယ် okay ဆိုရကျွန်တော် ို့ဒီ Reway Key ဆိုတဲ့ဒီ APP နဲ့လေးကိုသူကအတူကောက်ရေးထားမှာဖြစ်ပါတယ်ကျွန်တော်ထုတ်ယူထားတာလေးကဆိုရင်1 USDT ပဲဖြစ်ပါတယ်ဟုတ်ပြီဒီထဲကနေကျွန်တော်က Binance နဲ့1ဒေါ်လာထုတ်ယူထားတာဒီကိုကျွန်တော်ပြပြီးပြီဆိုရင်ကျွန်တော် PayPal နဲ့ပတ်စံထုတ်ထားတာလေးကဆိုရင်ကျွန်တော်တစ်ချက်ပြမှာပေါ့နော်ဟုတ်ပြီ Gmail လေးထက်ကိုကျွန်တော်တစ်ချက်ဝေလိုက်ပါမယ်ဝေလိုက်ပြီဆိုရင်ကျွန်တော်ကဒီမှာ PayPal နဲ့ပတ်စံထုတ်ထားတဲ့ကောက်လေးကိုကျွန်တော်တစ်ချက်ပြမှာပေါ့နော် ဟုတ်ပြီဒီမှာဆိုရင်လည်းပဲကျွန်တော်ဒီ1 USD ကိုကျွန်တော်ထုတ်ယူချေအောင်မြင်ထားတယ်ပြည်စာလေးပဲဖြစ်ပါတယ်ဒီပဲနဲ့1ဒေါ်လာထုတ်ယူမယ်ဆိုရင်ကျွန်တော်တို့ပေါ်တော့ဒီမှာ account လေးထက်05 CC USD ပဲရောက်စီလာမှာဖြစ်ပြီးတော့ Fiji အနေနဲ့05 34 USD တူကပေးဆောင်ရမှာဖြစ်ပါတယ်ဒီ account လေးထက်ကနေငွေထုတ်ဖို့ဆိုရင်ကျွန်တော်တို့ဒီ PayPal account နဲ့လောက်ရမထုတ်ဖို့ကျွန်တော်အကြံပေးချင်ပါတယ်ဘိုင်းနေနဲ့ထုတ်မယ်ဆိုရင်ကျွန်တော်တို့အပြည့်ရရှိမှာဖြစ်ပြီးတော့ PayPal နဲ့ထုတ်မယ်ဆိုရင်အပြည့်ရရှိမှာမဟုတ်ပါဘူး ဘူး okay ကျွန်တော်တို့ဒီ app လေးရဲ့အတော့ပြုပေါ့အတော့ပြုနေနဲ့ဒီငွေထုတ်ပုံလေးကိုကျွန်တော်တို့အသေးစိတ်တွားလိုက်ရအောင်ပေါ့နော်ဟုတ်ပြီဒီထဲကနေကျွန်တော်တို့ဒီငွေထုတ်မဲ့ဆိုရင်ကိုလူတို့မှာပေးပယ်ဘိုင်းနေဖြစ်ဖြစ်စီထားပို့တော့လူမှာဖြစ်ပါတယ်ဒီ app လေးကိုရယူမဲ့ဆိုရင်ကိုလူတို့ကကျွန်တော်ပေးထားတဲ့လေးကနေတချို့ဝေလိုက်ပြီးတော့ပေါ့နော် Play Store ထဲမှာအလွယ်တကူထောက်ယူလို့ရမှာဖြစ်ပါတယ်ဟုတ်ပြီဒီ app လေးကျွန်တော်ပေးထားတဲ့လေးကနေ download ဆွဲလိုက်ပြီးဆိုရင်ဒီကောင်လေးထက်ကိုရောက်စီလာမှာဖြစ်ပါတယ်ရောက်လာပြီးဆိုရင်ကျွန်တော်တို့ကဒီမှာ daily check ကဆွဲနေရ ာလေးကိုတချေဝိုက်လိုက်ပါဒီမှာကျွန်တော်တို့ဒီနေ့တစ်ခါ꽌လေးတွေကိုဝယ်ယူလို့ရမှာဖြစ်ပါတယ်ကျွန်တော်ကဒီမှာ꽌လေးတွေဝယ်ယူလိုက်မှာပေါ့နော်ဒီအောက်ကကလေးဆွေနေရာလေးကိုတချေနှဲ့ပေးလိုက်ပါဒီလိုကျွန်တော်တို့꽌လေးတွေကိုဒီအာမကလေး꽌ဆွေနေရာလေးကိုနှဲ့ပြီးတော့စူလို့ရမှာဖြစ်ပါတယ်ဟုတ်ပြီနောက်ထပ်တစ်ခုကိုတွားလိုက်ရအောင်ပေါ့နော် နောက်ထပ်တစ်ခုကဆွဲဒီမှာကန့်ဆွဲနေရာလေးပေါ့နော်ဒီကန့်ဆွဲနေရာလေးကကျွန်တော်တို့ဒီမှာခက်ချစ်ပေးရုံနဲ့ကွိုင်လေးတွေကန့်ဆက်လို့ရမှာဖြစ်ပါတယ်ဒီအကြောင်းအရာအသေးစိတ်ကိုလည်းကျွန်တော်အစီဗီဒီယိုမှာတည်ပေးထားပြီးပြီမို့လို့ဒီဗီဒီယိုလေးထမကျွန်တော်အသေးစိတ်ပြောပြမနေတော့ဘူးပေါ့နော်ကျွန်တော်အရေးကြီးတဲ့အပိုင်းတွေကိုပဲကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ဒီမှာဆွဲအဝိုင်းပုံစံလေးကိုတစ်ချိတ်နှိပ်ပေးလိုက်ပေါ့နှိပ်ပေးလိုက်ပြီးဆိုရင်အပေါ်မှာကျွန်တော်တို့တူပေးထားတဲ့ဆော်လုံးလေးတွေကိုဒီအောက်မှာတူညီအောင်ရိုက်ထည့်ပေးရမှာဖြစ်ပါတယ်တူညီအောင်ရိုက်ထည့်ပေးလိုက်ပြီးဆိုရင်ဒီအောက်ကကောင်လေးကိုနှိပ်ပေးလိုက်မှဆိုရင် ကွိုင်လေးတွေရရှိလာမှာဖြစ်ပါတယ်သူကဆွေဒီမှာတနေ့ကို15ကျေးပဲပေးထားမှာဖြစ်ပါတယ်15ကျေးကိုကျွန်တော်တို့ကဒီမှာကွိုင်လေးတွေဝယ်ယူလို့ရမှာဖြစ်ပါတယ်အသေးစိတ်ကိုပေါ့နော်ကျွန်တော်ဆေးဗီဒီယိုမှာတည်ပေးထားပြီးမလို့တွားကြည့်လိုက်ရင်ကိုလူတို့အသေးစိတ်နားလည်မှာပဲဖြစ်ပါတယ်ဟုတ်ပြီနောက်ထပ်တစ်ခုကိုတွားလိုက်ရအောင်ပေါ့နော်နောက်ထပ်တစ်ခုကဆွေကျွန်တော်တို့ဒီမှာပေါ့နော်စပေးဝေးဆွေနေရာလေးပဲဖြစ်ပါတယ်ဒီစပေးနေရာလေးကိုနှိပ်လိုက်မယ်ဆိုရင်ဒီ VVA ခံပြီးတော့ကြော်ညာလေးတွေကြည်ပေးမယ်ဆိုရင်စပေးလေးတွေလှည့်လို့ရမှာဖြစ်ပါတယ်နောက်ထပ်တစ်ခုကဆွေပေါ့နော်ကျွန်တော်တို့ဒီ ီအောက်ကဘောင်ဒီအကြောင်းတွေပဲဖြစ်ပါတယ်ဒီဘောင်ဒီအကြောင်းကိုကျွန်တော် save video မှာ ကျွန်တော်အသေးစိတ်ပြောပြပေးထားပြီးပုံလို့ဒီဗီဒီယိုလေးထပ်မကျွန်တော်မပြောပြနေတော့ဘူးပေါ့နော်ဒီအားမဆွဲကျွန်တော်တို့ဒီ new ဆွဲနေရာလေးကိုကျွန်တော်တို့တစ်ချင်းနှိပ်ဝေလိုက်ပေါ့နော်ဒီကောင်လေးထပ်ကိုတစ်ချင်းနှိပ်ဝေလိုက်ပေါ့နှိပ်ဝေလိုက်ပြီးဆွဲဒီမှာကျွန်တော်တို့ကဒီအပေါ်ကစာလုံးလေးတွေကိုပေါ့နော်ဒီအားမတူညီစွာကျွန်တော်တို့ကရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ဟုတ်ပြီဒီထပ်မဆွဲကျွန်တော်ဥပမာနေနဲ့တစ်ခုပြမယ်ပေါ့နော်ဒီမှာဆိုရင် a f a c i m g လို့တူပါပေးထားမှာဖြစ်ပါတယ်ကျွန်တော်တို့ကဒီမှာ a f a အမှားသွားပြီပေါ့နော်ကျွန်တော်တို့ဒီမှာမှားသွားတဲ့ comment လေးကျွန်တော်တို့က quality တွေရရှိလာမှာမဟုတ်ပါဘူးဟုတ်ဟုတ်ပြီကျွန်တော်ဒီမှာထပ်မံကျွန်တော်နှိပ်ဝယ်ပြလိုက်မှာပေါ့နော် AC A C I'm in e ဆိုပြီးတော့ကျွန်တော်တို့ဒီလိုမှတ်ကန်စွာရိုက်ထည့်ပေးလိုက်ပြီးဆိုရင်ဒီအောက်ကဆမဲဆိုတဲ့နေရာလေးကိုတချင်နှိပ်ပေးလိုက်ပါ။ Okay ဒီလိုနှိပ်ပေးလိုက်ပြီးဆိုရင်ခွိုင်လေးတွေရရှိလာမှာဖြစ်ပါတယ်။ကလေးခွိုင်လေးကိုနှိပ်ပြီးတော့ရယူလိုက်ပါတော့။ဟုတ်ပြီ။နောက်ထပ်တစ်ခုကဆိုရင်ကျွန်တော်တို့ရရှိလာတဲ့ခွိုင်လေးတွေကိုပတ်ဆက်ထုတ်ယူတဲ့အကြောင်းလေးကိုကျွန်တော်တချင်ပြောပြပေးမှာဖြစ်ပါတယ်။ရရှိလာတဲ့ခွိုင်လေးတွေကိုကျွန်တော်တို့ပတ်ဆက်ထုတ်မဲ့ဆိုရင်ဒီမှာတော့ကျွန်တော်တို့ဒီလူတွေဆိုတဲ့နေရာလေးကိုတချင်နှိပ်ပေးရမှာဖြစ်ပါတယ်။ဒီမှာဆိုရင်ကျွန်တော်တို့ရရှိလာမဲ့ခွိုင်ပမာဏလေးပဲဖြစ်ပါတယ်။ဟုတ်ပြီ။ဒီအောက်ကလူတွေဆိုတဲ့နေရာလေးကိုတချင်နှိပ် ပေးလိုက်မှာဖြစ်ပါတယ်ဒီမှာခလာလေးစောက်ပေးလိုက်ပါကျွန်တော်တို့ဒီငွေထုံးนี่မပြောပြခင်မှာကျွန်တော်ပတ်စံထုတ်ယူထားတဲ့ပမာဏလေးကိုဒီမှာတစ်ချိတ်ပြမယ်ပေါ့နော်ဒီကောင်လေးထက်ကိုကျွန်တော်နှိပ်ဝေလိုက်မှာဖြစ်ပါတယ်ဒီမှာဆွေးဝေ draw ဆွေးနေရလေးစီမှာဖြစ်ပါတယ်ဝေ draw ဆွေးနေရလေးကိုကျွန်တော်တစ်ချိတ်ဝေလိုက်မှာပေါ့နော်ဝေးလိုက်ပြီဆိုရင်ဒီမှာကျွန်တော်ထုတ်ယူထားတဲ့ပမာဏလေးကဆိုရင်ဒီမှာဆက်ဆက်ဖြစ်နေပြီပဲဖြစ်ပါတယ်ကျွန်တော်ငွေထုတ်ယူချေအမြင်ထားတဲ့ဒီပမာဏလေးတွေပဲဖြစ်ပါတယ်ပေါ့နော် ဒီအပေါ်မှာကျွန်တော်ကပြီးပန်တဲ့ပတ်စံထုတ်ယူထားတာမို့လို့ပေါ့နော်ကွိုက်ကူထောင်တဲ့ပတ်စံထုတ်ယူလို့ရောက်မှာဖြစ်ပြီးတော့ဒီအောက်မှာဆိုကျွန်တော်ကဘိုင်းနေနဲ့ပတ်စံထုတ်ယူထားတာမို့လို့ကွိုက်တဲ့တော့နဲ့ကျွန်တော်တို့ကပတ်စံထုတ်ယူလို့ရောက်မှာဖြစ်ပါတယ်ဆိုဒီငွေထုတ်တဲ့အပိုင်းလေးကိုတွားလိုက်ရအောင်ငွေထုတ်တဲ့အပိုင်းလေးမှာဆိုကျွန်တော်တို့ဒီမှာပြီးပန်တဲ့ငွေထုတ်မဲ့ဆိုရဲ့ကွိုက်ကူထောင်လို့မှာဖြစ်ပါတယ်ဒီကွိုက်ကူထောင်ပြီးတာနဲ့ပေါ့နော်1ဒေါ်လာစတဲ့ထုတ်ယူလို့ရောက်မှာဖြစ်ပါတယ်ဒီပေးပယ်လေးထဲကိုတစ်ချေဝေးလိုက်ပေါ့နော်ဝေးလိုက်ပြီးဆိုဒီမှာခန္ဓာလေးစောက်ပေးလိုက်ရုံနဲ့ဒီမှာငွေထုတ်လို့ရမယ့်အမှောင်လေးတွေကို ူကပြပေးထားမှာဖြစ်ပါတယ်ကျွန်တော်တို့ပေါ်တော့ kwai 9000ရတာနဲ့1ဒေါ်လာစတဲ့ထောက်ယူလို့ရမှာဖြစ်ပြီးတော့ဒီမှာဆိုရင်လည်းပဲ2ဒေါ်လာ5ဒေါ်လာ10ဒေါ်လာအစားစီးတဲ့ပမာဏလေးတွေကိုထောက်ယူလို့ရမှာဖြစ်ပါတယ်ဒီထက်ကနေငွေထုတ်ဖို့ဆိုရင် PayPal account နဲ့လောကမထုတ်ပါနဲ့ PayPal account နဲ့ကျွန်တော်တို့ပတ်စံထုတ်မယ်ဆိုရင်ဒီလို1ဒေါ်လာထောက်ယူတဲ့အခါမှာဆိုရင်ကျွန်တော်တို့ရဲ့ account လေးထက်ကိုပတ်စံကအပြည့်ရောက်လာမှာမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ရဲ့ account လေးထက်ကို0.5 CC USD ပဲရောက်စီလာမှာဖြစ်ပါတယ်ဟုတ်ပြီဒီထက်ကနေကျွန်တော်တို့ ေးပယ်နဲ့ပတ်သက်လောကမထုံပြီးဖို့ကျွန်တော်အကြံပေးခြင်းပါလေဒီထက်ကနေငွေထုံးမဲ့ဆိုရင်ဘိုင်းလေးလေးကိုတစ်ချိထောက်ပါထောက်ပြီးတော့ဒီမှာဘိုင်းလေးနဲ့အလွယ်တကူထုံးလို့ရမှာဖြစ်ပါလေဘိုင်းလေးနဲ့ငွေထုံးမဲ့ဆိုရင်ကျွန်တော်တို့ကဒီ꽌တောက်လူမှာဖြစ်ပြီးတော့1ဒေါ်လာနဲ့စတင်ထုံးလို့ရမှာဖြစ်ပါလေဒီမှာဆိုရင်2ဒေါ်လာ5ဒေါ်လာ10ဒေါ်လာအစားစီးတဲ့ပမာဏလေးတွေကိုကျွန်တော်တို့ကထုံးလို့ရမှာဖြစ်ပါလေလောကတရားရခိုင်တို့ပေးတဲ့ app လေးတစ်ခုပဲဖြစ်ပါတယ်ငွေထုံးမဲ့ဆိုရင်ကျွန်တော်တို့ဒီ2ရက်ကနေ3ရက်အတွင်းသူကကြာနိုင်မယ်လို့ပြောထားခြင်းပဲဖြစ်ပါလေပေါ့နော်တကယ်လဲကျွန်တော်တို့ရဲ့အကောင့်လေး ထက်ကိုရောက်စီလာမှာပဲဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းငွေထုတ်ထားတယ်ဒီမှာပြည်စာလေးတွေနဲ့တူပေါ့နော်ကိုလူတို့ကိုကျွန်တော်တည့်တည့်နဲ့တကွာပြပေးပြီးပြန်ဖြစ်ပါတယ်ကျွန်တော်ရဲ့ PayPal account လေးထက်ကိုလည်းကျွန်တော်တစ်ချေဝယ်ပြမှာပေါ့နော်ကျွန်တော်ရဲ့ PayPal account လေးထက်ကိုကျွန်တော်တစ်ချေဝယ်ပြမှာဖြစ်ပါတယ် โอเคဒီမှာဆိုရေပေါ့เนาะကျွန်တော်ကိုဒီမှာသူကဒီပတ်ဆက်ပို့ထားတာလေးပဲဖြစ်ပါတယ်ပေါ့เนาะကျွန်တော်စီကိုဝေးလာတာကဆိုရေ0560 USD ပဲဝေးလာတာဖြစ်ပါတယ်ဒီမှာသူကလွှဲပေးတဲ့ account လေးပေါ့เนาะကျွန်တော်တို့ရဲ့ account လေးထက်ကိုဒီ1ဒေါ်လာလွှဲပေးတဲ့ account မှာဆိုရေ0560ဒေါ်လာပဲကျွန်တော်တို့ကိုရောက်စီလာมาဖြစ်ပါတယ်ဒါကြောင့်မလို့ဒီထဲကနေပတ်ဆက်ထုံးမဲ့ဆိုရင် PayPal နဲ့လောကမထုံးမိပါစေနဲ့ဘိုင်းနေနဲ့ပဲထုတ်ပေါ့เนาะလောကတရားရခိုင်လို့ပေးတဲ့ app လေးတစ်ခုပဲဖြစ်ပါတယ်ဒီ account လေးကဆိုရေလောက gain source မလို့ ဘဲနဲ့ကျွန်တော်တို့ကဒီတိုင်းမေကွန်မေးဖိလေးတွေလောက်ယုံနဲ့꽌လေးတွေစုလို့ရမှာဖြစ်ပါတယ်ဂိမ်းဆော့လို့လည်းရတယ်ပေါ့နော်ဂိမ်းဆော့မဲ့ဆိုရင်ဒီအောက်မှာသူပေးထားတဲ့ဂိမ်းလေးတွေကိုတွားကြည့်လို့ရမှာဖြစ်ပါတယ်အသေးစိတ်အကြောင်းအရာကိုကျွန်တော်ရဲ့ YouTube channel လေးထဲမှာကျွန်တော်အသေးစိတ်တင်ပေးထားပြီးပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ဒီ YouTube channel လေးကိုလည်း subscribe နှိပ်ထားပြီးဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်နောက်ထပ် video မှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြပါမယ်